success ပေါ်မှာသင်အမှန်တကယ်အောင်မြင်ချင်တာတေးကြလားတေးကြတယ်ဆိုရင်တော့ဒီ10ချက်ကို မိမိရဲ့စိတ်ထဲမှာမွေးယူထားရမှာဖြစ်ပါတယ်ပြီးရင်လက်တွေ့လောက်ဆောင်နိုင်ရမှာဖြစ်တယ်နံပါတ်၁ချက်ကကြတော့အိယာဆောဆောထားရမှာဖြစ်တယ်ဘာကြောင့်အိယာဆောဆောထားရတာလဲရောင်းအားရဖို့တခုပဲမဟုတ်ဘူးကိုဘဝရဲ့ပန်းနိုင်သတ်မှတ်ထားတဲ့ပန်းနိုင်ကိုရေရှည်သွားနိုင်ဖို့အတွက်တနေ့နဲ့နဲ့လောက်ဆောင်တာဖြစ်လို့ဆောဆောထားပြီးတော့တနေ့တာ24နာရီကိုအချိန်အတိအကျနဲ့လောက်ဆောင်နိုင်ရမှာဖြစ်တယ်နံပါတ်၂ချက်ကကြတော့မြန်မြန်နားထောင်ရမှာဖြစ်တယ်မြန်မြန်ပြောတာချက် များများနားထောင်တာကတဖက်လူရဲ့ customer တွေရဲ့လိုအပ်ချက်ကို သိစေနိုင်ပေအသင်းဖွဲ့ရဲ့လိုအပ်ချက်တွေကိုသိစေနိုင်ပြီးတော့မှသူတို့ဘာလိုချင်တာလဲဆိုပြီးလိုချင်တဲ့ချက်ကိုမိမိကရောင်းနိုင်ရမှာဖြစ်တယ်နံပါတ်3နံပါတ်3ကကြတော့ လက်တွေ့ပြန်ပြန်လုပ်ရမှာဖြစ်တယ်။ကိုတင်ယူထားတဲ့အရာတွေကိုလက်တွေ့လုံဆောင်လိုက်ပါ။အသိဖွဲ့ကိုမဆောင်ပါနဲ့။ဘသူတွေမလုံသေးတယ်လဲ။မလုံသေးတဲ့သူတွေကိုခြံထားပြီးတော့ကိုကိုတိုင်အရင်လုံလိုက်ပါ။ကိုလုံလာတဲ့ရလတ်နဲ့အဲ့ဒီမလုံသေးတဲ့သူတွေကိုပြန်ပြီးတော့ပြောပြပေးပါ။ကိုလုံခဲ့တာဘာတွေရတယ်လဲဆိုတဲ့အချက်ဖြစ်ပါ။ နံပါတ်၄ချက်ကတော့စာမျက်များဖတ်ပါ စာပါလို့ဖတ်ရတာလဲဆိုရင်ကိုတင်ယူထားတဲ့အရာတွေကိုသိဖို့တခုပဲမဟုတ်ဘူးအများစုကသိဖို့ပဲတင်ယူကြတာဖြစ်တယ်ကိုကအတွေးခေါ်တွေအများကြီးပြောင်းလဲလာဖို့ဖြစ်တယ်မြင့်မားလာဖို့ဖြစ်တယ်စာမျက်များဖတ်လေလေအခက်ခဲပြဿနာတွေကိုကြုံတွေ့တဲ့အခါမှာဘလို့ဖြေချင်းရမလဲဆိုတဲ့အတွေးခေါ်တွေရင့်ကျက်လာလေလေဖြစ်တယ်ဒါကြောင့်စာမျက်များဖတ်ရမှာဖြစ်ပါတယ်နံပါတ်၅နံပါတ်၅ကကြတော့ ြင့်မှတ်ရှိရမယ်။ဘာပဲလုံးလုံးပြင့်မှတ်ရှိရမယ်။ကိုယ့်ရဲ့ချင်းချင်းချာချာပြင့်မှတ်တစ်ခုကိုထားရမယ်။တနေ့တောင်မှကိုဘာတွေလောက်ဆောင်သွားမလဲဆိုတော့ပြင့်မှတ်ရှိရမယ်။အဲ့ဒီပြင့်မှတ်ထင်ရှားမှုကသာလေကိုယ့်ရဲ့ပန်းတိုင်လို့ခေါ်တဲ့လိုချင်တဲ့အရာကိုရောက်မှာဖြစ်ပါတယ်။နောက်ထပ်နံပါတ်6ကကြတော့ဇွဲလုံးလဝရိယကြည့်ရမှာဖြစ်တယ်။ဇွဲလုံးလဝရိယရှိခြင်းဟာမိမိကို သူများထက်ပိုပြီးရတန်းရရှိစေတဲ့အဲ့လိုဇွဲလုံးလောက်ဝရိယရှိတဲ့သူတွေမှပါလျင်ပဲအောင်မြင်မှုကိုမြင့်မားတဲ့အထိရရှိနိုင်တာဖြစ်ပါတယ်။နံပါတ်9ကကြတော့လဲစားလင်မိမိကမြင်မြန်ပြန်ထားရမှာဖြစ်ပါတယ်။စိတ်ခံစားချက်ကိုပူစားပေးပြီးတော့လဲကြနေတဲ့နေရာမှာငုံတုံမထိုင်နေပါနဲ့။အမြန်ဆုံးပြန်ထနိုင်မှသာလေအောင်မြင်မှုပန်းနိုင်အောင်ကိုယ်ကိုကြိုးစားနေတာဖြစ်ပါတယ်။နံပါတ်10ကကြတော့ချိတ်ဆက်ပါ ကိုယ့်ရဲ့အသင်းဖွဲ့တွေနဲ့ကိုကိုတိုင်အပါဝင် အများကြီးအောင်မြင်မှုသွားတဲ့လမ်းကြောင်းတစ်ခုကိုရောက်သွားအောင်ချိန်ဆက်မှုရှိနေရမှာဖြစ်ပါတယ်ချိန်ဆက်မှုကအဓိကကြတဲ့ချိန်ဆက်မှုတွေကိုမလုံနိုင်ဘူးဆိုလို့ချင်းကိုကိုတိုင်အောင်မြင်တဲ့ပန်းနိုင်သွားတဲ့နေရာမှာပြက်လက်ကွက်လက်တစ်ခုအနေနဲ့ကြံရှိနေနိုင်တာဖြစ်ပါတယ်နံပါတ်၈ကကြတော့အဖွဲ့သားတွေနဲ့ယဉ်ညှိမှုထားပါကိုယ့်ရဲ့အသင်းအဖွဲ့တွေကိုပြည်ပြည်ရဖို့အတွက်ပဲမဟုတ်ဘူး ကိုယ့်ရဲ့ရောင်အားရဖို့အတွက်ပဲမဟုတ်ဘဲနဲ့ယဉ်နှီးမှုတွေထားပါတရားနဲ့တရားယဉ်နှီးမှုဟာပြဿနာတွေကိုတော်တော်များများဖြေရှင်းပေးနိုင်တာဖြစ်ပါတယ်။နံပါတ်၉ကတော့ယဉ်နှီးချစ်ခင်မှုဖြစ်ပါတယ်။တစ်ဖက်နဲ့တစ်ဖက်ယဉ်နှီးချစ်ခင်မှုတွေရှိတယ်ဆိုရင်ပြဿနာတွေတော်တော်များများဖြေရှင်းပေးနိုင်တယ်။တဦးနဲ့တဦးယဉ်နှီးချစ်ခင်မှုကိုရှေ့ခံနိုင်ပြီဆိုလို့ချင်း ခက်ခဲပြဿနာတွေကအလိုလိုဖြင်းရှင်းပြီးသားဖြစ်သွားတာမျိုးတွေလည်းကြုံတွေ့ရနိုင်ပါတယ်။အဲနံပါတ်30နောက်ဆုံးနံပါတ်30ရကြတော့ကိုယ့်ရဲ့အသင်းဖွဲ့ပေါ်မှာကိုယ်နဲ့လက်တွဲလုပ်ကင်နေတဲ့သူတွေကိုမိသားစုစိတ်ဓာတ်ထားရမှာဖြစ်ပါတယ်။မိသားစုစိတ်ဓာတ်မထားနိုင်ဘူးဆိုလို့ရှိရင်တယောက်နဲ့တယောက်ကစီးပွားရေးဆန်ဆန်ပဲပြောမယ်။တနေ့တစ်ချိန်မှာအောင်မြင်မှုတွေမြင့်မာရောက်ရှိလာတဲ့အချိန် ူ့ရဲ့အောင်မြင်မှုကိုယ့်ရဲ့အောင်မြင်မှုဆွေးနွေးဖလှယ်နိုင်မှုအတွက်ကိုမိသားစုစိတ်ဓာတ်တွေထားမှသာနဲ့အသင်းဖွဲ့ကြီးကိုရေးချီခိုင်ခိုင်မာမာတည်ဆောက်နိုင်တာဖြစ်ပါတယ်အဲ့တော့ဒီဆယ်ချက်ကိုလုံဆောင်နိုင်တဲ့ဆိုလို့ရှိရင်တော့မိမိက successful မှာအောင်မြင်တဲ့သူအဖြစ်နဲ့အမှန်တကယ်ရရှိပါမယ်လို့အားမခံနိုင်ပါတယ်ချင်း天天莫阿西多哥，夜间低头跑步，那路来多宽，夜。 Nakka nere kvare keke do buaro si Eime tuide ke yau kebi Yauji jetu, jima jetu Mita suru